ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အပြင်မှာနှင်းစီကကလေးတွေကိုကြွရှင်တင်နေပါတယ်ဒီချိန်မှာအိမ်ဘေးကချမ်းသာတဲ့အင်္ဂါလူတွေဟာဈေးကြီးတဲ့ပစ္စည်းတွေကိုကားပေါ်ကနေခြာနေပါတယ်အကိုတို့ပစ္စည်းတွေကိုတေချာချနော် ပစ္စည်းတွေကအရန်ဈေးကြီးတယ်ပစ္စည်းကုန်မယ်အမတို့ပစ္စည်းတွေကြည့်ရတာဈေးကြီးတယ်လို့ပဲအမတို့ချမ်းသာတယ်ထင်တယ်တရက်ကွက်ကိုဘလို့ပြောင်းလာလဲငါတို့ကကိုပိုင်လုတ်ကိုလုတ်တယ်စက်ရုံနဲ့အများကြီးပိုင်နေဒီနေရာစက်ရုံတွေအမျိုးတွေအိမ်တွေနဲ့နှီးလို့ပြောင်းလိုက်တာပါအန်တီနည်းနည်းလောက်ဖယ်ပေးပါအောင်ဒီနေရာမှာပစ္စည်းတွေချရမယ်အကိုပစ္စည်းတွေကိုအထဲကိုချပေးအမေဟိုနားမှာခလေးတွေစောင့်နေကြတယ်တန်းလေဘောလုံးယူပြီးသွားဆော့ရမလားဟုတ်ပြီသားသွားဆော့လေ ပိုင်သူကဘောလုံးယူပြီးကလေးရီနာကိုတွန်းလိုက်ပါတော့တယ်။ဒီမှာငါဘောလုံးနဲ့ခေါရိုက်တန်လဲပါလိ။ငါနဲ့ဒူဆော့ကြမလား။မဆော့ဘူး။ငါတို့အမေကမသိတဲ့သူတွေနဲ့မဆော့ရဘူးလို့ပြောတာတယ်။စကားလည်းမပြောရဘူးလို့ပြောတာတယ်။မင်းတို့မဆော့လဲရတယ်။ငါနဲ့ဒူဆော့မယ်လေ။ရန်ပိုင်ကပိုင်သူကိုသူနဲ့ဒူဆော့ဖို့အတွက်ခေါ်သွားပါတော့တယ်။ဒေါနီတို့မိသားစုကတခြားသူတွေနဲ့စကားမပြောတာကြောင့်ရက်ွက်သေးကလူတွေကကဲ့ရဲ့လာကြပါတယ်။အမ ိမ်နာသူတွေကချမ်းသာတော့မာနကြီးကြရင်နော်ငါတို့နဲ့ဆိုလဲစကားမပြောသူတို့ကဘာမာနကြီးနေရလဲမသိဘူးငါတို့အသေးချာစကားမပြောအတော်ရဲ့သူတို့ကအခုမှဒီရက်ွက်ထဲလာလေသူတို့ကဘလို့စကားပြောမလဲနေရအသေးရက်ွက်အစ်ဖြစ်နေတယ်လေသူတို့လည်းရင်းနှီးလိုက်ပြောမှာပေါ့ဟုတ်တယ်အမေပြောတာမှန်တယ်သူတို့အတွက်ကနေရအသေးဖြစ်နေရလေအချိန်ခဏလောက်ပေးပါသူတို့လည်းအတော်လို့အချိန်ကြာရက်ွက်မှာစကားပြောလိမ့်မယ်ဆီယမ်မဆာပြီးသွားပြီအိမ်ပြန်လို့ရပြီလားယင် အေးရပြီရပြီမနှက်ပြန်အိမ်စာတွေအားလုံးလောက်ခဲ့နော်နင်းစီကစာတင်ပြီးဒေါ်လာနဲ့အိမ်လေးကိုဝင်သွားပါတော့တယ်ခဏကြာမှရန်ပိုင်ကစွန်ပြီးပြန်လာခဲ့ပါတယ်ရန်ပိုင်ကပြန်လာတာနဲ့ထမင်းစားဖို့ပြောပါတော့တယ်အမေတာပိုင်ရန်စာနေပြီတော့ထမင်းစားဖို့ပေးပါလားရောင်းမသူ့ဘာမှမကျွေးနဲ့သူကကျူရှင်တင်ချိန်ဆိုရင်အမြဲတမ်းပေါလုံးယူပြီးသွားဆော့တယ်စာကြတော့မလုတ်ချင်ဟုတ်တယ်နင်ပြောတာမှန်တယ်သူပြောတယ်လိုက်လို့ပေးနေပြောမကောင်းဖြစ်လိမ့်မယ် ာတဏှာကြီးစာကြက်တယ်လေတာတဏှီကိုမစော့ပဲအတော်စီမှာကြူရှင်ပဲတင်ရမှာလားနေကတဏှီကုံစာတဏှာပဲလုံမှာလားယင်နေအတော်စီကိုအဝေးကနေကလေးတွေကကြောင်းလာတတ်တယ်နင်းတီတကအမှတ်တွေနဲ့ငါနဲ့တွေ့မယ်နော်အင်္ဂန်သူတွေအလုံးကလည်းရံပိုင်ကိုဝိုင်းပြီးဆူနေတဲ့အခါမှာစစ်စုကတော့သူ့အတွက်ထမင်းခူလာပေးခဲ့ပါတယ်တာဒီမှာထမင်းသွားစားလိုက်မနေ့ပြန်စပြီးစာသေးချာကြက်နော်ဟုတ်ကဲ့တော့မနေ့ပြန်စပြီးတော့နှစ်နာရီစာလုံမယ်ဆူဆူ နေရကိုဝင်ခုနှလားရှိနေပြီရံပိုင်ကအိမ်ကဘသူစကားမှနားထောင်တာမဟုတ်ဘူးနင့်စကားကိုပဲနားထောင်တာမနှက်ပြန်မက်လေးကိုအလုံးမပြတ်နဲ့ပြောလိုက်နော်နင့်ကဆေးရုံခေါ်သွားပေးမယ်ဟုတ်တယ်သမီးနင့်လင်ညီမပြောတာမှန်တယ်ချွေးမတူတူဟိုဘက်အိမ်ကလူတွေအခုမှအိမ်ပြောင်းလာတာဆိုတော့ထမင်းချက်ထားလားမသိဘူးပါရီစားနေလဲလည်းမသိဘူးထမင်းဟင်းနဲ့နဲ့ယူပြီးသွားပေးလိုက်ပါလားတူတူကဒေါ်လာပြောတာကြောင့်အိမ်သားကဒေါ်နီအိမ်ကိုသွားလိုက်ပါတော့တယ်ဒေါ်နီတို့ကစပွဲပေါ်မှာဂျမ်ပေါက်ကျက်သားကျော် မလိုင်မုံခေါင်းဆွေးကြော်နူကင်းဟင်းစရဲဈေးကြီးတဲ့အစားတောက်တွေနဲ့ဇပွဲကပြည့်နေပါတယ်။တမီးငါတောင်းမှန်ပါတယ်။နေုံကမမှန်မိဘူး။ဘယ်ရလာလဲ။အန်တီတမီးတောင်းမှန်ပါတယ်။တမီးကအချိန်မှပြီးရောက်လာတာပါ။တမီးကအတော်တို့အိမ်သားလေ။အတော်တို့အခုမှပြောင်းလာတာဆိုတော့ထမင်းချက်ထားလာမသိလို့ထမင်းတွေယူလာပေးတာ။အတော်တို့ကစားနေပြီဆိုတော့ထားလိုက်ပါတော့။တမီးပြန်ယူသွားလိုက်မယ်။မယူသွားပါနဲ့အမကတလောက်စဉ်းစားတာပဲကျေးဇူးတင်ပါတယ်မြို့မှာဆိုတိုက်ခန်းတဲ့သူတွေမခေါ်ကြဘူး အမဒီလိုတွေးပြီးယူလာတာပဲအရင်ကျေးဇူးတင်နေဟင်းတွေစပွဲပေါ်တင်ခဲ့ပါစားလိုက်ပါမေတူတူကဟင်းတွေကိုစပွဲပေါ်တင်ပြီးပြန်သွားပါတော့တယ်အင်းရောက်တော့အားလုံးနဲ့အတူထမင်းထိုင်စားနေပါလေဒီချိန်မှာတူတူယောက်ျားကကြည်ပြီးပြောလိုက်ပါတော့တယ်တူတူနင်ဘာရီတွေးနေရလဲနင်ပြန်လာကလေးဟာတခုခုစဉ်းစားနေတယ်လို့ပဲဟုတ်တယ်ဒီနေ့အိမ်ဘေးကိုဟင်းသွားပြီးတော့လေသူတို့ချမ်းသာတဲ့သူတွေစားတဲ့အစားအသောက်တွေနဲ့ပြည့်နေတယ် ငါတို့လည်းအဲ့လိုစားရရင်ကောင်းမှာပဲနော်သူတို့ကအရင်ချမ်းသာတာပဲဟာမကြီးစိတ်မပူပါနဲ့ဒူရီအလုံးတရကြရင်ချမ်းသာတဲ့သူတွေစားတဲ့စားတော့တွေကိုစားနိုင်မှာပါအင်းကသူတွေကအချင်းချင်းစကားပြောကထမင်းစားနေကြပါလေဒီလိုနဲ့ပဲအချင်းတွေကြာသွားပြီးတရကြတော့ချမ်းသာတဲ့မိသားစုကသူတို့အိမ်မှာပါတီတစ်ခုလုပ်ခဲ့ပါလေတော်နေနင်တီနီယာမှာအိမ်ဝင်လိုက်တာအရင်မှန်တယ်ဒီနေ့မှပဲနေ့အိမ်မှာပါတီလုပ်ရတော့တယ်ဟုတ်တယ် ငါတို့အိမ်ကနေလို့ကောင်းတယ်။ချွေးမဆက်နေ။ကြက်ပေါင်ကြော်ပေါင်ပေါင်ကြော်တွေသွားယူအောင်လေ။နင်ပီဇာမာတာပဲတော့ရမလဲ။အမေပြောတာနဲ့ပီဇာလာပို့ဝေထမ်းတယ်။ဆန်နီကအပြင်လာပြီး delivery ကောင်းလေးစီကပီဇာကိုယူပြီးဧည့်သည်တွေအားလုံးကိုကြေးလိုက်ပါတယ်။ဒေါနီအိမ်ကလူတွေရဲ့ရည်တံတွေကိုကြားပြီးရက်ွက်แทးကလူတွေကအတင်းပြောကြပါတော့တယ်။ဒီချမ်းသာတဲ့အိမ်ကမာနအရင်ကြီးတာ။ချမ်းသာတာသူ့အတွက်လေ။ငါတို့မာနပြနေသေးတယ်။သူတို့အိမ်ကလူတွေကဈေးကြီးတဲ့အစားအသောက်တွေစားတာလေ။ ငါတို့လိုပဲဟင်းနဲ့ထမင်းစားတာမဟုတ်ဘူးငါတို့ပဲခေါ်ပါမလဲသူတို့ပြောင်းလာတာဆယ်ရက်ပဲရှိသေးတယ်ပါတီရသုံးလေးခါလှုပ်ပြီးပြီနင်တို့ရက်ွက်တဲ့ကလူတွေကအလုံးရှိကြအောင်လားအားနဲ့သူများအတိမ်မပြောနေကြတာအဖွာလေကြည့်နေတရက်ကြရင်သမီးတို့နဲ့ပေါင်းပြီးတော့အတူတူအတင်းပြောလိုက်မယ်ရောကမိမကြီးတွေကအဖွာစကားကြောင့်စိတ်တူပြီးပြန်သွားပါတော့တယ်ရန်ပိုင်းနဲ့ပိုင်သူကတော့နေတိုင်းပန်းချံမှာဘုံလုံးသွားဆိုကြပါတယ်ဒီလိုနဲ့ပဲချင်းတွေကြာသွားပြီးတရက်ကြတော့ ရန်ပိုင်ကပိုင်သူကိုစော့ဖို့အတွက်တော့ခေါ်တဲ့အခါမှာတော့အန်ဒီပိုင်သူကိုခေါ်ပေးပါလားသားတို့ဒီအချိန်ဆိုရင်အပြင်ကိုသွားစော့ကြတာသားပိုင်သူဒီနေ့ပြင်မသွားအောင်သူခြေထောက်နာနေလို့နောက်ရက်စော့မယ်ရန်ပိုင်အင်းနဲ့ဝင်လာခဲ့လေငါစီမှာကားရီရုပ်တွေဂိမ်းတွေလည်းရှိတယ်အတူစော့ကြမယ်ရန်ပိုင်ကပိုင်သူခေါ်တာကြောင့်အင်းနဲ့ကိုဝင်သွားပါတော့တယ်ပိုင်သူအင်းကရန်ကိုလှပြီးပစ္စည်းတွေလည်းစုံလင်ရှိပါတယ် ကလေးတွေဟာအတူတူစော့ကြပါတော့တယ်။ဒီလိုနဲ့ပဲကြည်ရင်နဲ့ညနေကိုရောက်သွားပါတော့တယ်။ဒေါနီနဲ့ဆန်နီကကလေးတွေအတွက်အာလူကျော်နဲ့အေးအေးတွေကိုယူလာခဲ့ပါတယ်။နင်တို့ညောင်လုံးတနေကုန်စော့နေရပဲဘာမှလည်းမစားဘူး။နင်တို့အတွက်အာလူကျော်ရဲ့မုံတွေအေးအေးတွေယူလာတယ်စားလိုက်နော်။နင်တို့စားလဲလို့အောင်နော်။အန်ဒီဒါအတော့အိမ်မှာစားတင်ပေးတယ်။ဒါကျောင်းကပြန်လာရင်တနေ့ကျူရှင်တင်နေ။ပြီးရင်ပိုင်သူနဲ့စော့တယ်။အခုအိမ်ပြန်ရောက်ရင်နောက်တစ်ခါစားလို့ရအောင်ပါ။ ညနေအချိန်ရောက်တော့ကလေးနှစ်ယောက်ကစော်ကစားပြီးစားတော့ခါရံပိုင်ကအိမ်ပြန်သွားပါတော့တယ်။အိမ်ရောက်ပြီးပိုင်သူအိမ်အเจ้าတွေပဲပြောနေပါတော့တယ်။အမေတောင်ပိုင်မစားသေးဘူး။အမေပိုင်သူအိမ်ကလူတွေကလည်းအရန်ချမ်းသာတာပဲ။ဒါအာလူကျော်တွေစားတယ်၊ကော်ဖီတွေအေးအေးတွေလည်းတောက်တယ်။သူတို့ကညနေကျရင်ကော်ဖီအေးတွေတောက်ကြတာ။ဒါဂိမ်းတွေလည်းစော့ခဲ့တယ်။ဟုတ်လားတားရဲ့အဲ့လိုဆိုရင်လည်းအရင်ကောင်းတာပေါ့။ အင်္ဂါသူတွေအားလုံးကရံပိုင်ပြောနေတာကိုကြည့်ပြီးသူတို့လည်းပြောနေပါတော့တယ်။ဒီလိုနဲ့ပဲအချိန်တွေကြာလာပြီးရံပိုင်ဟာပိုင်သူအင်ကိုနေတိုင်းသွားပြီးတော့ဆော့ပါတယ်။ဒေါနာနဲ့ဒေါနီမီသားစုကရင်းနှီးလာခဲ့ပါတယ်။ဒီလိုနဲ့ပဲအချိန်တွေကြာသွားပြီးတရက်ကြာတော့သူတို့နဲ့ဆွစုကဈေးဝယ်နေတဲ့အခါမှာဆန်နီနဲ့တွေ့ခဲ့ပါတယ်။အမအင်နာရံပိုင်ပြောနေတဲ့အမထန်နဲ့ဟုတ်တယ်ရံပိုင်အမသားလား။သားလည်းအရင်ချစ်ဖို့ကောင်းတယ်လိန်လဲလိန်မာတယ်။ အမတို့လည်းအရင်အိမ်လာလဲလေဟုတ်ကဲ့ပါ အချိန်ရရင်လာလိုက်ပါမယ်ဒီလိုနဲ့တုံးရောင်လုံးကစကားရီပြောရင်အတီးရွတ်တွေဝေးပြီးအိမ်ပြန်လာကြပါတော့တယ်သူတို့ကိုချမ်းသာတဲ့သူနဲ့ပေါင်းနေတာကြောင့်ရွာကလူတွေဟာလေသူတို့ကိုအတင်းပြောလာကြပါတယ်တွေ့လားဒီစင်ရဲတဲ့မိသားစုကချမ်းသာတဲ့သူနဲ့ပေါင်းနေရပဲသူတို့အဲ့ဒါကြောင့်အတင်းပြောနားမထောင်ချင်တာပဲပြောပါစီချမ်းသာတဲ့သူနဲ့စင်ရဲတဲ့သူကမတူဘူးလေချမ်းသာတဲ့သူကဘတော်မှစင်ရဲတဲ့သူမခင်ဘူး တို့ရင်းနှီးမှုကပဲချိန်နေကြမလဲကြည့်ရမယ်။ဆွဆွနဲ့တူတူဟာတင်းပြောနေတဲ့စကားတွေနားမထောင်မင်းအိမ်ထဲဝင်လာပြီးဆန်နီအကြောင်းတွေကိုပြောပြပါတယ်။အမေရှမ်းပိုင်ပြောတာတွေမှန်တယ်။ဆန်နီကအရှင်းသဘောကောင်းတာပဲ။လူတွေကဘာဖြစ်လို့ဆန်နီတို့အတင်းတွေပြောနေရလဲမသိဘူး။အခုဆိုရင်တို့အကြောင်းနဲ့မကအောင်တမီးတို့အတင်းတွေပါပြောနေကြတာ။ပြောပါစီချွေးမရဲ။လူတွေကကြည့်ရတဲ့အချင်းရှိရပဲ။နင်တို့အရေးလုံးမနေနဲ့။အဖွားပြောတာကြောင့်အင်းကလူတွေလည်းအရေးမလုပ်တော့ပါဘူး။ ီလိုနဲ့ပဲအချိန်လေးကြာသွားပြီးတရက်မှတော့ဆန်ဒီကညဘက်မှာဟင်းချက်နေတဲ့အခါမှာစားကုန်သွားတာကြောင့်အိနာကသူ့သူ့အိမ်ကိုသွားလိုက်ပါတော့တယ်အကိုရဲ့သူသူရှိလားတလောင်းညနေမှာစားလာတောင်းလို့တားမှန်ပါတယ်ယောက်ျားလည်းပြန်မလာသေးဘူးလေစားကုန်နေတာမသိလိုက်လို့ရပါတယ်ဘာမှမဖြစ်ဘူးကိုရင်လိုပဲသဘောထားပါဆန်ဒီကိုသူသူကစားပြလိုက်ပါတယ်ရက်ွက်သေးကလူတွေဟာကြည်ပြီးတော့မနာလို့ဖြစ်နေကြပါတယ် ူတို့ကရမ်းခင်နေပါလားခင်းရွယ်ပေးယူတောင်လုံနေပြီထားလိုက်ပါသူတို့ရင်းနှီးမှုကဘလောက်ကြာမလဲကြည့်ရမယ်ရက်ွက်ထဲကမိမကြီးတွေဟာဆန်နီတို့အင်းအကြောင်းတွေကိုဒေါ်လာတွေကိုမြှောက်ပေးပြီးမဟုတ်တဲ့စကားတွေကိုပြောကြပါတော့တယ်ဒီလိုနဲ့ပဲချိန်နေကြသွားပြီးတည့်ရမှာတော့ရက်ွက်ထဲကသူတွေလမ်းလျှောက်နေတဲ့အခါမှာတော့အတော်ရဲ့အခုတလောအဖေါ်မတွေ့ပါလားတူတူအဖေါ်နေကောင်းလားအိမ်ပြင်လည်းမထွက်ဘူးကောင်းတယ်လေချွေးမအဖေါ်ဘာမှမဖြစ်ဘူး တော်လာနင်ကတော့အခုတလောချမ်းသာတဲ့သူတွေနဲ့ပေါင်းနေပါလားယင်ချမ်းသာတဲ့သူတွေကဘတော်မသိချာမပေါင်းတော့လူမပေါင်းကြတာအန်တီသမီးတို့ကတခုခုရဖို့ပေါင်းနေတာမဟုတ်ဘူးအန်တီတို့လည်းစကားသိချာပြောရင်သူတို့လည်းသိချာပဲပြန်ပြောမှာပေါ့ဒေါ်လာနဲ့တူတူက အသီးရွယ်ဝေးဖို့ဈေးတွေကိုသွားပါတော့တယ်အသီးရွယ်ဝေးပြီးအိမ်ပြန်လာခဲ့ပါတယ်ဒီလိုဝင်ကြည့်ရင်ချင်းတွေကြာသွားပြီးရန်ပိုင်းကနေမကောင်းဖြစ်သွားပါတော့တယ် ရန်ပန်ဟာရဲအကြကြီးစီးရီလေးတောက်လိမ်မတက်တာခဲ့ပါဘူး။စီယဝင်းကသူ့ကိုစီးရုံကောင်းတစ်ခုကိုပြဖို့အတွက်ပြောခဲ့ပါတော့တယ်။ကျွန်တော်စီးကအရန်သေးတယ်။ဒီမှာအဆင်မပြေတော့ဘူး။ခလေးကိုစစ်ဆေးတဲ့အခါမှာ तू ကပိုးဝင်နေတယ်။တေချာစီးကူရမယ်။အဲဒါကြောင့်မြို့ကိုခေါ်သွားပါ။တူတူငါသားလေးကဒီလောက်တောင်နေမကောင်းဖြစ်နေတာလား။ငါတို့စီးရုံခေါ်သွားကြမယ်။ပတ်စံပေးရနေရမလဲ။ငါတို့ဘာတွေလုပ်ကြမလဲ။နေစိတ်မပူပါနဲ့။ငါတခုခုလုပ်ပေးမယ်။ ဆရာဝန်ကလည်းပြောနေတာကြောင့်သူတို့လင်မယားလေးရန်ပိုင်ကိုစီယုံကြီးတစ်ခုစီကိုခေါ်သွားပါတော့တယ်။ဆရာဝန်ဟာသူတို့ကိုစီယုံစည်းရိတ်တရက်စာကိုပြောပြလိုက်ပါတယ်။အင်းကမိသားစုတွေဟာစီယုံစည်းရိတ်ကိုကြားပြီးသူတို့ကရန်ကိုစိတ်ညစ်နေကြပါတယ်။တရက်ကိုတသိန်းဘယ်ကနေရမလဲ။ဟုတ်တယ်ဘွာတရက်တသိန်းဘယ်ကနေရမလဲ။အာရုပစံတသိန်းကိုဘယ်ကရမှာလဲ။ငါးစီမှာစုထားတာတသောင်းပဲရှိတယ်။မြမကျူရှင်တင်ထားတာ9000ရှိတယ်။ ငါနဲ့အမေပတ်စံနေစုထားတာပယ်နဲ့မှတသိန်းတော့ရှိတယ်။နောက်ပြီးတော့ငါတို့အိမ်ပေးအမရာချမ်းသာတယ်လေ။သူတို့စီက၄-၅တောင်းလောက်ချီးလိုက်မယ်။ဟုတ်တယ်အဖွားပြောတာမှန်တယ်။သမီးပေးရင်ကပတ်စံသွားချီးကြည့်မယ်။ကျောင်းမကိုဝင်ကြီးနဲ့လေမသွားပါနဲ့။ညီမသွားချီးလိုက်မယ်။နင်းစီဟာအိမ်ပေးကိုပတ်စံသွားချီးတဲ့အခါမှာဒေါနီတို့အိမ်ကတော့ခတ်ထားပါတော့တယ်။အိမ်တော့ခတ်ထားတာကိုအိမ်သားကအတော်ကြီးကကြည့်ပြီးတော့ပြောခဲ့ပါတယ်။ဘာဖြစ်တာလဲ အကူညီလာတောင်းတော့အိမ်တော့ခတ်ထားပါလားငါပြောတယ်ချမ်းသာတဲ့သူတွေကလိုအပ်မကူညီကြအောင်အခုကြတော့မရှိတော့မှလားနင်းစီကအိမ်ဘေးကအတော်စကားကိုကြားပြီးစိတ်မကောင်းဖြစ်သွားကအိမ်ပြန်လာခဲ့ပါတော့တယ်အိမ်ကလူတွေကိုအကြောင်းစုံပြောပြလိုက်ပါတော့တယ်အိမ်ရောက်တော့မက်လီဟာတငယ်ချင်းတွေစီကနေပဆန့်ချီကြည့်ပါတယ်ဒါဘာဖြစ်လာလဲပဆန့်ချီလို့အဆင်ပြေရလားဒါပြီးတယ်ဖွာပဆန့်ကတော့မိနစ်20နေရင်ရောက်လာလိမ့်မယ်ဒါပဆန့်စောင့်နေရအောင် ခဏကြာမှတော့သူရကပစံရပြီးစီယုံကိုသွားကြပါတော့တယ်။စီယုံရောက်ပြီးပစံသွင်းလိုက်တာနဲ့ဆီယဝင်ဟာခွဲစိတ်မှုလုပ်ကိုစတင်ပါတယ်။ခဏကြာမှဒိုနီတို့ကပြန်လာပြီးအိမ်မေးကလူတွေစီကအကြောင်းစုံကိုတီတော့ပြီးတော့စီယုံကိုမုံနေယူလာခဲ့ပါတယ်။ရှမ်ပိုင်နေကောင်းလား။ငါတို့ကလိုအပ်တဲ့ချိန်တော့မရှိလို့တားမှန်ပါရဲ့နော်။ငါတို့ကခီးထွက်သွားတာ။ငါတို့တီတာနဲ့စီယုံကြီးလာတာ။ဘာမှမဖြစ်ပါဘူးကွယ်။ရပါတယ်။ ဒေါ်လာမိသားစုကတလောက်ဖြစ်တာတောင်ဒေါ်နီတို့ကိုဘာမှမပြောပါဘူးဒီလိုနဲ့ပဲရန်ပိုင်ကနေပြန်ကောင်းလာပြီးပိုင်သူမွေးနေရှိနေတာကြောင့်သူတို့အိမ်မှာစီစဉ်တွေလုပ်နေကြပါတယ်အိမ်နောက်ကလူတွေကကြည်ပြီးတော့ပြောခဲ့ပါတော့တယ်အမရေအိမ်ပေးကပိုင်သူမွေးနေဆိုနင်တို့မဖိတ်ဘူးလားနင်တို့အရင်ခင်ကြရမလားနင်တို့လည်းချမ်းသာတဲ့အိမ်ကအစားအသောက်တွေစားရတော့မှာပေါ့မဖိတ်သေးပါဘူးမဖိတ်လည်းဘာမှမဖြစ်ဘူးဖိတ်ရင်လည်းသွားလိုက်မှာပေါ့ နင်တို့အိမ်သားလူတွေကလိုအပ်မကူညီဘူးပွဲရှိတော့လည်းမဖိတ်ဘူးနင်တို့ပြောတယ်ချမ်းသာတဲ့သူတွေကဆင်းရဲတဲ့သူနဲ့မပေါင်းပါဘူးဆိုဒေါ်လာကဒီလိုတွေပြောပြီးစိတ်မကောင်းဖြစ်ကောင်းအောက်ကိုဆင်းသွားပါတော့တယ်ဒီလိုနဲ့ပဲကြည်နေရင်လည်းညနေဘက်ရောက်သွားပြီးဒေါ်နီကဒေါ်လာတို့အိမ်ကိုမဖိတ်ပါဘူးဒေါ်နီတို့အိမ်ကိုဧသေရီလေးလာနေကြပါတော့တယ်ဧသေရီကိုကြည့်ပြီးဆင်းရဲတဲ့မိသားစုတွေကစိတ်မကောင်းစွာနဲ့ပဲကြည်နေကြရပါတယ်အိမ်သားသူတွေပြောတာမှန်တယ် ငါတို့ကတော့အမြဲတမ်းသူတို့ကိုကူညီတယ်။ပိုင်သူမွေးနေ့ပွဲတော်ငါတို့မဖိတ်ဘူး။သူ့အမျိုးတွေတငယ်ချင်းတွေကြတော့ဖိတ်တယ်။ငါတို့မပြောနဲ့ရက်ွက်တဲ့ကဘသူ့ကိုမှမဖိတ်တာ။ချွေးမရဲ့။သူတို့ဖိတ်ချင်တဲ့သူဖိတ်မှာပေါ့။သူတို့တပိုးပဲလေငါတို့နဲ့မှမဆိုင်တာ။လာပါအထိတ်ဥသွားကြမယ်။ထမင်းစားကြမယ်။အဖေပြောတာတောင်သူသူဆွဆွနဲ့နှင်းစီကအိမ်လေးကိုမဝင်မင်းအပြင်ကနေချမ်းသာတဲ့အိမ်ကိုလှမ်းကြည့်နေခဲ့ပါတယ်။အိမ်ကပြတင်းပေါက်ပွင့်နေတာကြောင့ အစားအသောက်တွေအားလုံးကိုမြင်နေရပါတယ်။အမတို့စားကြပါအာမနာနဲ့နော်အမတို့အတွက်ပဲပီဇာတို့ဆူချီပေါင်မောက်ကင်တွေအားလုံးမထားတာအိမ်နာသူတွေပြောတာမှန်တယ်။ချမ်းသာတဲ့သူတွေကစင်ရတဲ့သူနဲ့မပတ်သက်ဘူး။သူတို့ပွဲကြတော့ငောက်မခုံ။သူတွေကမျက်နှာမိတ်ပြီးအိမ်ထဲဝင်သွားပါတော့တယ်။ဒီလိုပဲကြည့်ရင်းနဲ့တလှကြသွားပါတော့တယ်။တရကြတော့စန်ဒီကအပေါပါမှာပိုင်သူကိုရက်ခိုင်းပြီးအပြစ်ပေးနေပါတော့တယ်။ နင်တတော်ပြက်စိမ့်နေပြီနော်အားနဲ့အဆော့တန်းနေတာစာလည်းမလုပ်ဘူးနနာရက်နေမှာတိမယ်အမှတ်တွေလည်းမကောင်းနောက်ဆုံးစာမေးပွဲကြရင်တော့နင်ကရှုံးတော့မှာပဲရောင်းမရဲ့ကလေးကိုအဲ့လိုမပြောပါနဲ့သူကအယဉ်ငယ်သေးတယ်သူ့ညီမစာသင်မင်းမယ်ပိုင်သူအတန်းထဲမှာပထမရရလိမ့်မယ်ရံပိုင်နဲ့နေအတူတူစာလုပ်လိမ့်မယ်ပိုင်သူအတော်နဲ့စာသင်မယ်မလားရံပိုင်နဲ့အတူတူစာလုပ်ကြမယ်လေဟုတ်တယ်ဆန်နီအခုကျူရှင်ပြောင်းကြည့်မယ်ကျူရှင်ပြောင်းလိုက်ရင်ပိုင်သူစာလုပ်ရင်လုပ်မှာပေါ့ နင်းစီဟာပိုင်သူကိုမကြည့်ရတာကြောင့်ပိုင်သူကိုစာတင်ဖို့အတွက်တာဝန်ယူလိုက်ပါတော့တယ်။အိမ်ကလူတွေဟာဒီအကြောင်းတွေကိုကြားပြီးနင်းစီကိုစိတ်တူသွားပါတော့တယ်။နင်းစီ၊နင်းကဘေးအိမ်ကလူတွေကိုဘာလို့ကူညီနေရလဲ။သူတို့ကငါတို့ဆိုရင်ရေးမလုပ်ဘူး။သူတို့ကြားတွေကိုဘာလို့ဝင်ပါနေရလဲ။အကိုညီမဆီယမတယောက်လေဆီယမဆိုတော့ကလေးတွေပျက်စီးတာမကြည့်ရပါဘူး။သမီးကကလေးတွေကိုစာတင်မင်းမယ်။အိမ်ကသူတွေတားလေပင်နင်းစီကလားမထောင်မင်း ရန်ပိုင်နဲ့ပိုင်သူကိုသူတို့အိမ်သွားပြီးစာတင်ပေးလိုက်ပါတော့တယ်။ဒီလိုနဲ့ပင်တလကြာရင်နောက်မှာပိုင်သူကအတန်းထဲမှာပထမရခဲ့ပါတယ်။တူတူဆုစုနင်းစီအဖွားအောင်ပဲမှလဲဒီနေ့ပိုင်သူကပထမဆုရတယ်။သူ့ပထမဆုရရင်ဆ iam မကိုပါတီပေးမယ်လို့ပြောထားတာ။အမတို့အားလုံးည၈နာမတိုင်ခင်လာကြနော်။အိမ်မှာပဲထမင်းစားမယ်။နင်းစီကိုအရန်ကျေးဇူးတင်တယ်။ငါသားလေးကတခါမှပထမဆုဆိုတာရဘူးတာမဟုတ်ဘူး။နင်းကြောင့်ရတာပါ။နင်ကပါတီလုပ်နေလား။ ။နေရာပတော်မှာရက်ွက်တဲ့ဟာသူတွေမဖိတ်ပါဘူး။ဒီရက်ွက်ထဲမှာအတော်တို့နဲ့ပဲစကားပြောရလေ။အတော်တို့မဖိတ်ရင်ဘသူဖိတ်ရမှာလဲ။ပိုင်သူမွေးနေတုန်းကအပြင်လူတွေမဖိတ်ဘူးလေ။အိမ်ကလူတွေကအပြင်ကလူခေါ်ရင်မကြိုက်ဘူးလေ။ဒီပါတီပွဲမှာတော့အမတို့အားလုံးလာရမယ်နော်။ဆန်နီကဖိတ်ပြီးတော့ပြန်သွားပါတော့တယ်။အရောက်တော့အလုံးအတွက်စပွဲကြီးကြီးတွေခုံတွေပါထားလိုက်ပါတော့တယ်။ဒေါ်လာအင်းကလူတွေဟာညနေရောက်တော့အစင်းတဲ့လောက်ပြီးဒေါ်နီအင်းကိုသွားကြပါတော့တယ်။ ဒေါ်လိုင်းကသူတွေဟာစပွဲတွေခုံတွေပစ္စည်းတွေကိုကြည့်ပြီးအချင်းချင်းပြောကြပါတော့တယ်။ရှောင်းမညီမတို့ကချမ်းသာတဲ့သူတွေအိမ်ကိုလာတယ်ဆိုတာယုံတော့မယုံနိုင်ဘူးနော်။ညီမတို့စပွဲခုံပေါ်ထိုင်စားရတော့မယ်။ဟုတ်တယ်။ငါတို့ဟိုနေရာရောင်းမဆက်နေတမျိုးတွေထင်းနေကြတာ။သူကအရင်ကောင်းတာပဲ။အမတို့ဘာလို့ရက်နေရလဲ။လာထိုင်ကြလေ။ဆန်နီရဲ့အိမ်ဖော်တွေကိုအစားတောက်တွေယူလာဖို့ပြောလေ။ခဏကြာမှဆန်နီဟာအေးအေးယူလာပြီးဝေးတာဆေးရောက်ကအစားတောက်တွေယူခဲ့ပြီးတော့ ဒေါ်လာမိသားစုရှိမှရက်နေပါတော့တယ်။ငါတို့အတွက်ကိုဝိတာတွေကတလောက်အစားတောက်များယူလာလား။ငါတို့အတွက်တလောက်အစားတောက်တွေချက်ထားလား။တို့တို့အတွက်ဝိတာတွေမကဘူး။စဖုံမိုးတွေပါခေါ်ထားသေးတယ်။အဖွားတို့အတွက်ကြက်သားတံပေါက်၊နူကင်ဟင်၊နူကေးကျော်၊ခောက်ဆွဲကျော်၊ပီဇာပါကာ၊ပါမုံကျော်၊ကြက်သားကျော်ရီ၊ချောကလက်ရီ၊မိရှိရီ။အဖွားတို့ကြိုက်တာဝိတာတွေနဲ့မှားကြပါ။တီဟာအဖွားတို့ကဘာမှမပြောနဲ့ရှက်နေမှာပဲ။ ဝိတာရီအမတို့တမျိုးစီချကျွေးပါဝိတာရီကစန်းဒီစကားကြပြီးတမျိုးစီချပေးပါတော့တယ်အမတို့အတွက်နူကင်းဟင်ကြက်သားတံပေါက်မုန်နေပါစားကြပါ နောက်ထပ်စားစရာတွေလည်းကြံသေးတယ်အမတို့အတွက်စတော်ဘယ်ရီရေခဲမုန်ဗီနီလာရေခဲမုန်ကော်တီချောကလက်မင်းရှိတ်သုံးဆောင်ကြပါအဖေတအားကပထမဆုံးအချိန်ချမ်းသာတဲ့သူတွေစားသလိုစားရတာနော် စားတော့ဒီလေစုံနေတာပဲဟုတ်တယ်သား ေးစေးစေးစားတော့အမတို့အလုံးစားကြလေအမတို့ကရှက်နေတာပဲစင်းရတဲ့မိသားစုတွေဟာပထမဆုံးသပွဲကုံမှတူတီခရင်တွေနဲ့စားတောက်တီကိုစားကြပါတော့တယ်အိမ်ကသူတွေဟာစားတောက်ပြီးတော့အရင်ကိုပြုံနေကြပါတော့တယ်ဆန်နီကကိုတိုင်ရက်ပြီးအလုံးကိုထည့်ကျင်းနေခဲ့ပါတယ်ကလေးတွေအတွက်ကပီဇာအာလူကျော် ပါကာရီယောချက်ထားတယ်စားကြည့်ကြနော်တော်ပါပြီမစားနိုင်တော့ဘူးအစရေကတလောက်အများကြီးစားပြီးပြီ ဆင်းရဲတဲ့မိသားစုကချမ်းသာတဲ့အိမ်မှာစားနေတဲ့အခါမှာအိမ်နားကသူတွေဟာပြတင်းပေါက်ကနေကြည့်ပြီးပြောခဲ့ကြပါတယ်။ဆင်းရဲတဲ့မိသားစုကချမ်းသာတဲ့အိမ်ကအစားအသောက်တွေစားပြီးရမ်းပျော်နေရပဲ။ဟုတ်တယ်။ငါတို့လည်းသူတို့တေချာစကားပြောရင်တေချာဆက်ဆံထားရင်ငါတို့လည်းအစားအသောက်တွေစားရမှာ။အိမ်နားကလူတွေဟာနောင်တရပြီးသူတို့မားတွေကိုလည်းတီသွားပါတော့တယ်။ဆင်းရဲတဲ့မိသားစုကအစားအသောက်တွေအဝစားပြီးခဏကြာမှသူတို့အိမ်ကိုပြန်လာကြပါတော့တယ်။ဒီလိုနဲ့ပဲနောက်နေ့မနေ့ရောက်တော့ စစူကိုနှင်းစီကဆင်းရုံကိုခေါ်သွားလိုက်ပါတော့တယ်။တူတူစီကိုအိမ်သားကအတုံးနဲ့ချွေးမကလာပြောပါတယ်။တူတူအိမ်ပေးကချမ်းသာတယ်မိသားစုကအလောက်လည်းမစိုးပါဘဲ။တို့ကသဘောကောင်းတယ်။ငါတို့လည်းတို့နဲ့ခင်ငါတို့လည်းပါတီကိုသွားရမှာပေါ့။တို့နဲ့ဘလို့ခင်အောင်လုပ်ရင်ကောင်းမလဲ။တူတူကသူ့စကားကိုကြားပြီးအရင်ကိုရှင်းနေပါတော့တယ်။ဒီလိုနဲ့ပဲအချိန်နေကြာသွားပြီးဆင်းရဲတဲ့မိသားစုနဲ့ချမ်းသာတဲ့မိသားစုဟာပို့ပြီးတော့ရင်းနှီးလာခဲ့ပါတယ်။ အရန်ကိုလည်းချစ်ခင်နေကြပါတယ်။ဒါရီကိုရက်ွက်သေးကသူတွေကကြည့်ပြီးမနာလိုဖြစ်နေကြပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။